သိန်း200တန်ခြံလေးတစ်ခြံပေါ့နော်ကျွန်တော်ညီမလေးတွေအတွက်ပြောရမယ်ဆိုရင်ဗျာမိန်းကလေးတွေက safety bind တွက်လိုအပ်တယ်ဒီခေတ်ဒီကာလဒီအချိန်မှာဒီတော့ကျွန်တော်တို့အမ်မျိုးထဲမှာရှိတဲ့ခြံလေးတစ်ခြံကိုသိန်း200နဲ့ရအောင်ကျွန်တော်ရှာလာပေးပါတယ်ခြံလေးကတော့ကျင်းပါတယ်ခြံကြီးကြီးမဟုတ်ပါဘူးရန်ကုန်စတိုင်ဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးနေထားလေးမှာအရန်သားရတယ်ဆိုတော့ခံစားချက်မျိုးလေးကျွန်တော်ခံစားရတယ်ပေါ့နော်ဒီတော့ဒီ ခံလေးဟာကိုခံစားခံနေဘယ်လိုပြောခံခံစားလို့ကောင်းတယ်ဆိုတော့ကျွန်တော်လာရောက်ပေးတာဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးနေသားလေးမှာကိုကပတ်ဆက်ရှိရဆိုလို့ရှင်လေနှောက်ကွက်ဝဲပြီးတော့သိန်းလေးရဆိုတဲ့နေသားလေးလည်းရတယ်ဒီတော့ဒီလိုမျိုးနေသားလေးမှာမိတ်ဆွေတို့နေနေတာကမျိုးတွေမှာဒီဈေးနှုံးနေသားလေးဟာ ရှာလိုက်မရှိစရာဘူးဒီ channel လေးကိုကျွန်တော်က narrative view လေးကိုကျွန်တော်ကနေဦးရှိုက်ပေးမယ်သဘောကျလို့ပေါ့နော်နောက်ကြရင်နောက်ကြလို့ရှိရင်ဒီ channel ကောင်းကျိုးတွေဘလောက်ကောင်းကျိုးတွေရှိကြောင်းမဝယ်လိုက်တဲ့လူတွေအားကြပါအောင်ကျွန်တော်ပြန်လာရိုက်ပေးပြီးတော့ဒါကလောလောဆယ်အရင်ကြည့်ချင်နေပြီဆိုတော့မိတ်ဆွေများအတွက်ကျွန်တော်ရိုက်ပေးလိုက်တာဖြစ်ပါတယ်ဒီတော့တစ်ချက်လောက်အနေထားလေးပတ်ဝန်းကျင်လေးထားပါညာလေးချက်လောက်ကြည့်လိုက်ပါနော်ဒီဥဆုံးကျွန်တော်တို့ ဒီပြောင်စုမျိုးတွေကနေပေါ့နော်ပြောင်စုအထကလေးကြောင်းကနေကျွန်တော်တို့ဆင်းလာပြီးတော့3 lambda ကြီးအတိုင်းဆင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ခြံလေးတွေကိုပေါ့နော်ဒီတော့ကျွန်တော်တို့ဒါပြောင်စုဈေးဆိုတဲ့အနေထားလေးကိုရိုက်ပြထားတာဖြစ်ပါတယ်ဈေးနီးကြောင်းကြီးနော်ကျွန်တော်တို့ပြောင်စုဈေးကနေတည်တည်ဆင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမောကစင်ရွာတစ်ဆိုတဲ့အပိုင်းကိုရောက်ရှိမှာဖြစ်ပါတယ်ဒီတော့အဲ့ဒီကမောကစင်ဘုံကြီးကြောင်းရှေ့ကနေကျွန်တော်တို့ညာဘက်ခြံကိုချိုးလိုက်တာ ਨੇ ကျွန်တော်တို့ဆိုင်တွေတန်းစီပြီးတော့နော်လမ်းဘေးအိမ်နဲ့အိမ်မှာတအိမ်လုံးကဆိုင်ဖွင့်ထားတယ်ဗျာအဲ့လိုမျိုးလမ်းဘေးစီကားရဲဆိုတော့ကျွန်တော်တို့နောက်ပြီးတော့ဒီမြို့အနေထားမျိုးဖြစ်အောင်ဆန်ပြမျိုးဖြစ်အောင်လမ်းတွေကိုတေချာရှေ့ပလက်တဲ့လုပ်နေတဲ့ဒီဆိုင်ကန်းတွေနဲ့စီကားရဲကျွန်တော်တို့ပြောင်စုအောက်ဘက်ချမ်းအမှတ်6ရပ်ကွက်ထဲကိုထည့်သွင်းမဲ့ရဲတာပေါ့နော်အဆောင်တွေလည်းအများများပါတယ်လမ်းလေးဆိုလို့လည်း ตายาပြီးတော့တန့်ရှင်းနေရောနောက်ပြီးတော့ရေမြောင်း system လေးတွေကလည်းတော်တော်လေးကောင်းနေဆိုတဲ့အနေထားလေးကိုကျွန်တော်တို့အနေနဲ့တွေ့ရှိရတာဖြစ်ပါတယ်။ကဲဒီတော့ကျွန်တော်တို့ရေတာရွာဆိုတဲ့အနေထားလေးမှာ sign book ရဲ့ အရှိတတဲဘေးနာကဒီ sign ပေါ့နော်ကုံတုံး sign ဘေးရချန်လေးပဲဖြစ်ပါတယ်။ ဒီတော့ဒါကချန်ရှေ့ view အနေထားလေးပေါ့နော်ကိုနေနေကိုပတ်ဝန်းကျင်နေထားလေးကဘလောက်ကာယလှပလဲကျွန်တော်တို့ကြာရင်တောင်ဆွဲမိတောင်လမ်းမြမှာဖြစ်ပါတယ်ဒီတော့ဒါချန်ထောက်ကွက်လေးကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ထောက်ကွက်လေးကတော့35ပြီ80သိန်း600ပပလေးညိနိုင်ပြီမှာဖြစ်ပါတယ်နော်ချန်နေထားလေးကိုရှိုးလိုက်ညိုတယ်ပါကဲဒီတော့ကျွန်တော်ပြမယ်သိန်း200နဲ့ချန်လေးကတော့အဲ့ဒီချန်ရဲ့အနောက်ဘက်ချန်ဖြစ်ပါတယ်ဒီတော့အဲ့ဒီချန်ရဲ့အနောက်ဘက်ချန်ကိုကျွန်တော်တို့ဝင်သွားမယ် ်ယူပိတ်လာဆိုတော့မပိတ်သူလည်းသူ့ယူနဲ့သူရှိရကျွန်တော်တို့ထောင်ကြီးတောင်ပဲခြံအောင်လှမ်းကြည့်လို့ရတဲ့ view လေးကလည်းရှိနေပြန်တယ်ပေါ့နော်လေခွင်းနေရှိတဲ့အတွက်ကြောင့်မလို့လေကောင်းလေတန့်လေရတယ်ဆိုတဲ့အနေအထားလေးမှာရှိပါတယ်ကဲဒါကတော့ကျွန်တော်ရောင်းပြီးမဲ့ဒေါက်ကွက်လေးပဲဖြစ်ပါတယ်ဒေါက်ကွက်ဆိုတဲ့အနေအထားလေးကိုကျွန်တော်တိုင်းတာနေပါတယ်နော်ကျွန်တော်ကင်မရာမန်နဲ့တိုင်းတာနေတာဖြစ်ပါတယ်မင်းသား20အနောက်50တက်ပြီးဒါကွက်300အပိတ်စီနဲ့ရောင်းချပြီးမှဖြစ်ပါတယ် เนาะဒီလိုမျိုးမျိုးတဲမှာဒီလိုမျိုးဇင်းတွေကတော်တော်လေးရှားတယ်ဆိုတဲ့အနေထားလေးမှာတောက်ွက်အရာတာတွေကိုခြေတော့ခံစားကြည့်လိုက်အုံးလေးလေးတွေရှိနေမယ်တရက်ပင်လေးတွေ တန်းစီပြီးစိုက်ထားတယ်အရှိအနာအရေးရတယ်ကွာကိုယ်အနေနဲ့တားဝင်မှုအတွက်တကားပါးဘေးအပင်ကိုခောက်ပြီးဖောင်းမယ်တော့မသိတော့ဘူးပေါ့နော်ဒီတော့ကျွန်တော်တို့ဒီ channel ကိုတစ်ချက်လောက်ဝင်ကြည့်မယ်ပေါ့ဗျာအများဆုံးရေတွင်းရလဲကို channel ဘေးမှာရှိနေတဲ့ရေတွင်းရတော်တော်ကြီးပါတယ်နော်အာလမ်းထိပ်အနေထားလေးအိမ်တလုံးဗျာအိမ်တလုံးနော်အိမ်တလုံးကောင်းကောင်းလေးစောင့်ဝင်ပေး20 50နှစ်ပေးမှာအိမ်တလုံးကောင်းကောင်းလေးစောင့်လို့ရတယ်မြို့ထဲမှာနေကြပါနော်အဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်ကဲ channel ဒီထားလို့လို့ဆရာတော့ငါပြောပြရတော့ channel ပြည့်ပေးဦးမှာ ငါပြောပြီးရင်ခောက်လိုက်ရတယ်ပေါ့နော်။နှစ်မျောနှစ်မျောတယ်ပါ။ပြလို့လဲဆိုတော့ငါပြောပြီးမခောက်လို့ရှိရင်ခြံမပေါ်နေဘူး။ငါပြောပြီးရင်ခောက်လိုက်တော့ခြံလေးကတော်တော်လေးကျဲတဲ့ပြင်ဒီအရှိမတန်းစီပြီးစိုက်ထားတဲ့ကုန်းပြင်တရက်ပြင်တော်တော်လေးလှပါတယ်။ဒီထက်ကြီးဒီထက်ပိုလှမယ်ဆိုတဲ့ဒီထားမျိုးကျွန်တော်ရင်တွေ့ရှိရဖြစ်ပါတယ်။ဒါကခြံဒါကတော့စူပါအခြေကြီးပဲပေါ့နော်။ဒီလိုမျိုးမျိုးတယ်မှာဒီလိုလမ်းမကွန်ကရစ်လမ်းမေးတင်မှာဒီလိုမျိုးခြံအရှိရှိကျဲတော့ရှားပါတယ်။ အဲ့တော့ကဒါလေးကိုကျွန်တော်အနေနဲ့ကျော်မိတ်ရွှေတွေမြို့ထဲမှာနေပါစီဆိုပြီးတော့ကျွန်တော်အကွက်သီးလေးတွေပိုင်းအောင်ပြည့်တယ်ပေါ့နော်မြို့ထဲမှာဒီဈေးနဲ့ကနောက်တစ်ခါပြန်ရဖို့လွယ်ပါဘူးကျွန်တော်အနေနဲ့ကလည်းဒီနေရာကိုပူကြိုက်တယ်ဗျာတခြားအမှတ်လေးမှနေရဆိုလို့ဒီဘက်ချန်နေကျွန်တော်အနေနဲ့ကြိုက်တာဖြစ်ပါတယ်နီးတယ်ပေါ့နော်ကျွန်တော်တို့အပိုင်းနေတဲ့ဒီအမှတ်၄အမှတ်၆ ကြိုင်ဖက်ဆိုင်ရလူတွေကြိုင်လိမ့်မယ်နောက်ပြီးတော့အမှန်ခွန်အမှန်ရှစ်ပိုင်းရလူတွေလည်းဒီကိုဒီပိုင်းကိုကြိုက်ကိုကြိုက်လိမ့်မယ်ဒီအပိုင်းကိုကြိုက်တဲ့လူကြီးတွေကရက်ွက်လေးခုစားလောက်ရှိတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ထောက်ကွက်လေးကနေပြန်ထွက်လာပြီးဆိုလို့ရှိရင်မာဇမ်းမအရှိကိုကျွန်တော်ပြန်ထွက်ပြမှာဖြစ်ပါတယ်ဒီတော့ကိုကမျက်နှာစာဘလောက်လိုချင်တယ်လဲလိုလိုချင်တယ်လောက်မျက်နှာစာရမှာဖြစ်ပါတယ်နော်ကိုအနေနဲ့20ပဲယူ40ပဲယူတစ်ခါယူရင်20စီတိုးယူလို့ရပါတယ် နော်ဈေးလေးကတော့ဒီလိုမျိုးသိန်း200ဆိုတဲ့ဈေးလေးကို30သိန်း200ဖြစ်ပါတယ်နော်အနေထားလေးပေါ့ဗျာကြည့်ရတော့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ရေးသားရွာလေးဖြစ်ပါတယ်ရမ်းလာတယ်